ဂျပန်ကိုအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်ကမ္ဘာစင်မြင့်မှာလူယိုသေးရှင်ယိုသေးဖြစ်လာစေခဲ့တဲ့ရုရှားဂျပန်စစ်ပွဲဟာ1904ခုနှစ်ဖေဖော်ဝါရီလမှာစတင်ဖြစ်ပွားခဲ့ပါတယ်။အနောက်ကမ္ဘာကအစဉ်လာအင်အားကြီးနိုင်ငံဖြစ်တဲ့ရုရှားအင်ပါယာနဲ့လူမတိသူမတိတသစ္စဂျပန်အင်ပါယာတို့ဟာအရှေ့အာရှမှာအပြိုင်ဆိုင်နေမြေချဲ့ထွင်လာကြရာကအကျိုးစီးပွားတွေထိတိုက်တွေ့လာပြီးစစ်ပွဲစတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီစစ်ပွဲရဲ့ထူးခြားချက်ကရုရှားဂျပန်စစ်ပွဲလို့ခေါ်ဆိုပေမဲ့အဲ့ဒီနှစ်နိုင်ငံရဲ့နယ်နိမိတ်တွေအတွင်းဖြစ်ပွားခဲ့တာမဟုတ်ပဲတရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမန်ချူရီးယားနဲ့ဆက်ဆက်ပင်လယ်ရေပြင်တွေမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဓိကရေကြောင်းတိုက်ပွဲတွေကတော့ပင်လယ်ဝါနဲ့ဂျပန်ပင်လယ်အတွင်းမှာဖြစ်ပွားခဲ့ပါတယ်၁၈လကြာမြင့်တဲ့အဲ့ဒီစစ်ပွဲမှာဂျပန်ကပြက်ပြက်သားသားအနိုင်ရရှိခဲ့ပြီးအရှေ့အာရှမှာတဦးရဲဗိုလ်ချုပ်ခွင့်လိုင်စင်ကိုရယူသွားနိုင်ခဲ့ပါတယ်။ စစ်ပွဲအတွင်းရုရှားနဲ့ဂျပန်နှစ်ဖက်စလုံးက စုစုပေါင်းစစ်သားတသိန်းခွဲကျော်ကြာဆုံးခဲ့ပြီးရုရှားစစ်သား9000ကျော်တုံ့ပန်းဖြစ်ခဲ့ရပါတယ်16ရာစုလောက်ကတည်းကစပြီးရုရှားဟာသူ့နိုင်ငံနဲ့နိမိတ်ကို တစတစချဲ့ထွင်လာခဲ့ပါတယ်။19ရာစုအစပိုင်းလောက်မှာရုရှားအင်ပါယာဟာစိုက်ဘေးရီးယားကိုကျော်လွန်ပြီးအာရှအရှေ့ပိုင်းထိရောက်လာပါတယ်။ အဲ့ဒီအချိန်မှာရုရှားအင်ပါယာဟာအနောက်ဖက်နဲ့တောင်ဖက်မှာဥရောပအင်အားကြီးနိုင်ငံတွေအော်တိုမင်အင်ပါယာတို့နဲ့ထိစပ်နေပြီဖြစ်လို့အရှေ့ဘက်ကသာနယ်ပယ်ချဲ့ထွင်စရာရှိပါတော့တယ်။1860မှာအာရှအရှေ့ဖြားကဗလာဒီဗော့စတော့ကိုတရုတ်ချင်းမင်းဆက်ထံကနေရုရှားတို့ကလွှဲပြောင်းရယူခဲ့ပါတယ်။ဗလာဒီဗော့စတော့ကိုရလိုက်တဲ့အတွက် ရုရှားတို့အနေနဲ့အရှိဖျားမှာပင်လယ်ထွက်ပေါက်စိတ်ကမ်းတစ်ခုရသွားနိုင်ခဲ့ပါတယ်။အဲဒီကနေမှအနီးပါးနယ်ပယ်တွေကိုဆက်လက်သိမ်းယူနိုင်ဖို့ကြံရွယ်ပါတယ်။ဒါပေမဲ့ဥရောပကိုအခြေပြုတဲ့ရုရှားအတွက်လူနေကျဲပါပြီးအပြောကျေလှတဲ့ဆိုက်ဘီးရီးယားလွင်ဒီခေါင်ဒေသကိုဖျက်ပြီးအာရှအရှေ့ပိုင်းဒေသတွေအထိလက်တံဆန့်ထုတ်ရတာတိတ်လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဇာဝရင်အလက်ဇန်းဒါ၃လက်ထက်1890ခုနှစ်မှာမော်စကိုကနေစိုက်ဘေးရီးယားကိုဖျက်ပြီးဗလာဒီဗော့စတော့အထိမီးရထားလန်စတင်ဖောက်လုပ်ပါတယ်။ဒီမီးရထားလန်ဖောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့လူနေကျဲပါတဲ့စိုက်ဘေးရီးယားဒေသကိုလူနေထူထပ်လာစေဖို့နဲ့အရှေ့ဖျားဒေသတွေအထိရုရှားအင်ပါယာရဲ့ဩဇာအာဏာကိုထိထိရောက်ရောက်ဖျက်ချနိုင်ဖို့ဖြစ်ပါတယ်။ 1895ခုနှစ်မှာကိုရီးယားကျွန်းဆွယ်ကိုအပြိုင်ဆိုင်လွှမ်းမှုဖို့စ조사ရင်တရုတ်နဲ့ဂျပန်စစ်ဖြစ်ပွားတဲ့အခါမှာရုရှားကတရုတ်ဘက်ကကူညီခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲမှာဂျပန်ကအနိုင်ရရှိခဲ့ပြီးကိုရီးယားကျွန်းဆွယ်အပေါ်တရုတ်တို့ဩဇာလွှမ်းမှုမှုအဆုံးသတ်သွားစေခဲ့ပါတယ်။ဒါအပြင်တရုတ်တို့ကတိုင်ဝမ်ကျွန်းနဲ့လီယာတွန်ကျွန်းဆွယ်ကိုလည်းဂျပန်တို့ကိုထိန်းချုပ်ခွင့်ပေးခဲ့ရပါတယ်။ ဒီနေရာမှာရုရှားနဲ့ဂျပန်တို့စန့်ကြီးပါတော့တယ်ရုရှားကလည်းကိုရီးယားကိုချိန်နေတုန်းမှာဂျပန်ကချိန်မြန်လက်မြန်နဲ့ဆွဲစားသွားတဲ့အတွက်အခဲမကြေဖြစ်နေပါတယ်ဒါအပြင်သူတို့လက်ရှိထင်တိုင်းကျနေတဲ့မန်ချူရီးယားအတွက်စိုးရိမ်စရာဖြစ်လာတဲ့အတွက်ရုရှားဟာဥရောပကသူ့မိတ်ဆွေတွေဖြစ်တဲ့ပြင်သစ်ဂျာမနီတို့အားကိုးနဲ့ဂျပန်ကိုအတင်းကျပ်ဖိအားပေးပါတယ်သုံးနိုင်ငံပေါင်းဖိအားကြောင့်ဂျပန်ဟာလီယာတွန်ကျွန်းဆွေကိုတရုတ်ထံပြန်ပေးခဲ့ရပါတယ် ရုရှားရဲ့တခုတည်းသောအရှိဖျားစိတ်ကမ်းဖြစ်တဲ့ဗလာဒီဗော့စတော့ဟာစောင်းရာသီမှာရေခဲနေတက်ပြီးနွေရာသီမှသာအသုံးပြုနိုင်တဲ့အတွက်ဆက်နေရာသီပလုံအသုံးပြုနိုင်မဲ့စိတ်ကမ်းတစ်ခုကိုရုရှားကအသေးအတန်ရှာဖွေနေခဲ့ပါတယ်။အဲ့ဒီအတွက်1898ခုနှစ်မှာရုရှားဟာလီယာတွန်ကျွန်းဆွယ်မှာရှိတဲ့ပို့အားသားစိတ်ကမ်းကိုတရုတ်ထံကနှစ်ရှည်ငားရမ်းပြီးရေတက်စခန်းတည်ဆောက်ပါတယ်။ပိုအာသာကနေရုရှားပိုင်နယ်ဖြစ်တဲ့မန်ဂျူရီးယားမြောက်ပိုင်းကိုဆက်သွယ်တဲ့ရထားလမ်းဖောက်ပါတယ် အဲ့ဒီရထားလမ်းဟာမော်စကိုကစတင်တဲ့ထရန်ဆိုက်ဘေးရီးယားမီးရထားလမ်းကြီးနဲ့ဟာဘင်မြို့မှာချိတ်ဆက်ပါတယ်ရထားလမ်းတစ်လျှောက်ထိန်းချုပ်ခွင့်ကိုရုရှားကိုပေးရတဲ့အတွက် လီယာတွန်ကျွန်းဆွယ်ဟာလည်းရုရှားထိန်းချုပ်မှုအောက်အလိုလိုရောက်သွားပါတယ်1900ခုနှစ်တရုတ်နိုင်ငံမှာဘောင်းစားပုံကံမှုဖြစ်ပွားနေစဉ်အတွင်းရုရှားဟာမန်ချူရီးယားကိုစစ်တပ်တွေပို့ပြီးမန်ချူရီးယားဒေသကို ထိန်းချုပ်ခဲ့ပါတယ် အဲဒီလောက်နဲ့မကျေနပ်ပဲရုရှားဟာကိုရီးယားဘက်ကိုပါမျက်စပစ်လာခဲ့ပါတယ်။ရုရှားရဲ့ခြေလန်းကိုမြင်တဲ့ဂျပန်ကနှိမ့်နှိုင်းဖို့ကြိုးစားပါတယ်။ကိုရီးယားကိုဂျပန်ထိရိတ်အောက်မှာထားရှိတာကိုလက်ခံမယ်ဆိုရင် မန်ချူရီးယားဒေသကိုရုရှားဥစားလွှမ်းမိုးတာကို လက်ခံပေးမယ်လို့ဂျပန်ကစပြီးအဆိုပြုပါတယ်။ အဲ့ဒီအချိန်ကာလလောက်ကဂျပန်ကိုဘယ်ဥရောပနိုင်ငံကြီးကမှ စေးပေါ်ကြောဖို့မလုပ်ကြသေးပါဘူး။ဒါပေမဲ့1850ခုနှစ်မှာတကားပိတ်ဝါရကိုဆွန့်လွတ်ပြီးနောက်ပိုင်းဂျပန်ဟာနိုင်ငံရေးစီးပွားရေးစည်ရေးတို့မှာအနောက်တိုင်းပုံစံပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်ခဲ့ပြီးအရှိန်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတဲ့။မြေရှင်ပရိသေရိနိုင်ငံအဆင့်ကနေဆက်မှုအရင်းရှင်နိုင်ငံအဖြစ်ကိုရောက်နေခဲ့ပြီးဖြစ်ပါတယ်။ ခင်မီလက်နက်တွေတက်ဆင်ထားကအနောက်တိုင်းပုံစံအတိုင်းဖွဲ့စည်းလေ့ကျင့်ထားတဲ့အစွမ်းထက်မြက်တဲ့စစ်ရန်နရားကိုဂျပန်အင်ပါယာကပိုင်ဆိုင်ထားပါပြီ။ဒါပေမဲ့ဂျပန်အကြောင်းသိမသိသေးတဲ့အနောက်တိုင်းအမြင်မှာဂျပန်စစ်တပ်ဆိုတာဒလုတ်ကင်ပြီးခြေဗလာနဲ့စစ်တိုက်တဲ့ရှေးခေတ်ကာဆာမူရိုင်းတွေပုံစံမျိုးပဲထင်မှတ်နေကြပါသေးတယ်။ အာရှတိုက်သားတွေကိုအထင်မှကြီးတက်တဲ့အဲ့ဒီခေတ်ကဥရောပတိုက်သားတွေရဲ့ဝတီစရိုက်အတိုင်းဂျပန်လိုငမြောင်းငှားနိုင်ငံလေးကသူ့လိုအစဉ်လာရှိတဲ့စစ်အင်အားကြီးနိုင်ငံကိုစစ်တိုက်ရဲမှမဟုတ်ဘူးလို့ရုရှားကထိမှတ်ထားပါတယ်စစ်ဖြစ်ရင်လည်းသူတို့သာအလွယ်တကူအနိုင်ရမယ်လို့ကြိမ်းသေတွက်ထားပါတယ်ဒါကြောင့်ရုရှားစာပေရင်နီကိုလက်နှစ်ကဂျပန်ဘက်ကအဆိုပြုချက်ကိုလက်မခံဘဲခက်တင်းတင်းပယ်ချခဲ့ပါတယ် ဂျပန်တို့အနေနဲ့ရုရှားနဲ့စစ်ဖြစ်ဖို့အရေးဟာရှောင်လွဲလို့ရမှာမဟုတ်ဘူးဆိုတာသိလာခဲ့ရပါတယ်။ရှောင်လို့မရမဲ့အတူတူဆိုရင်တော့လက်ဦးမှုရဖို့အရေးကြီးတယ်ဆိုတာဂျပန်ကသဘောပေါက်ပါတယ်။ ဒါပေမဲ့ရုရှားဘက်ကတခြားနိုင်ငံတွေဝင်မပါနိုင်အောင်တေချာအောင်လှုပ်ထားဖို့လိုအပ်နေပါတယ်။အဲ့ဒီအတွက်ဂျပန်ဟာသူ့လိုပဲရုရှားတို့အရှိအာရှမှာနေချက်လာမှာကိုစိုးရိမ်မကင်းဖြစ်နေတဲ့အင်္ဂလန်နဲ့ဂျိုတင်မဟာမိတ်ဆာချုပ်ချုပ်ပါတယ်။အဲ့ဒီမဟာမိတ်ဆာချုပ်အရဂျပန်နဲ့ရုရှားစစ်ဖြစ်ခဲ့လို့ရုရှားဘက်ကတခြားနိုင်ငံတွေဝင်ပါရင်အင်္ဂလန်ကဂျပန်ဘက်ကဝင်ရောက်တိုက်ခိုက်မှာဖြစ်ပါတယ်။ 1904ခုနှစ်ဖေဖော်ဝါရီလ4ရက်မှာရေတပ်ဗိုလ်ချုပ်တို့ကိုဦးဆောင်တဲ့ဂျပန်ရေတပ်ကပို့အားသာကိုစတင်ပိတ်ဆို့တိုက်ခိုက်ပြီးရုရှားကိုစစ်ကြေညာလိုက်ပါတယ်။ရုရှားတင်မောတွေဟာဂျပန်တွေချထားတဲ့ရေမြုပ်မိုင်းတွေကြောင့်စိတ်ကန်းကောင်ခွာရဲပဲအဲဆုံးထွက်လာတဲ့ရုရှားစစ်တင်မောနှစ်ဆင်းဟာလည်းရေမြုပ်မိုင်းထိပြီးနစ်မြုပ်သွားပါတယ်။ ပို့အားသာစိတ်ကန်းကိုဂျပန်ရေတပ်ကပိတ်ဆို့ထားတော့မှာပဲဂျပန်ကြီးတပ်ကနေရာတွင်ကျွန်းဆွယ်တဲ့ဝင်ရောက်လာခဲ့ပြီးပို့အားသာရဲ့နောက်ကျောခံစစ်ဆီးတောင်ကုန်းတွေနဲ့ခံတပ်တွေကိုစတင်တိုက်ခိုက်ပါတယ်တခြားဂျပန်တပ်တွေကလည်းအင်ဂျုံကနေကန်းတက်ပြီးကိုရီးယားနယ်ထဲဝင်ရောက်လာပါတယ် ရုရှားဗိုလ်ချုပ်မီခေးဇက်ဆူလစ်ဟာဂျပန်တပ်တွေ မန်ချူရီးယားကို ဝင်မလာနိုင်ဖို့ဟန်စစ်ဆင်ဖို့အတွက်တဘာဝအတားအဆီးဖြစ်တဲ့ယာလူမြစ်ကိုအကာအကွယ်ယူကာခန့်စစ်အကြအနာပြင်ဆင်ပါတယ်။ဒါပေမဲ့ဂျပန်တပ်တွေဟာရုရှားတွေရဲ့မိုးဒီမိုးပေါက်ပမာပစ်ခတ်နေတဲ့ကြီးစံတွေကြားကယာလူမြစ်ကိုဖျက်ကျော်ပြီးရုရှားခံတပ်တွေကိုခြေမုံးကာမန်ချူရီးယားနယ်ထဲတိုးဝင်လာနိုင်ခဲ့ပါတယ်။ မန်ချူရီးယားနယ်ရဲကလီယာယန်နဲ့ရှားဟာတို့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးဂျပန်တပ်တွေကအနိုင်ရခဲ့ပါတယ်။ဂျပန်တပ်တွေရဲ့အဝိုင်းခံထားရတဲ့ပို့အားသာကိုစစ်ကူပေးဖို့1904ခုနှစ်စက်တင်ဘာလမှာရုရှားဘော်တစ်ရေတပ်သင်္ဘောအုပ်စုကြီးဟာဥရောပကစတင်ထွက်ခွာလာခဲ့ပါတယ်။ ဖို့အာသာကတက်တွေကိုစစ်ကူပေးဖို့ချီတက်လာတဲ့စစ်သင်္ဘော38စင်းပါဝင်တဲ့ရုရှားဗော်တစ်ရေတက်ကြီးဟာပို့အာသာရောက်ဖို့အတွက် အာဖရိကတိုက်ကိုကွေ့ပတ်ပြီးအိန္ဒိယသမုဒ္ဒရာကိုဖြတ်တန်းကမိုင်1800ရှိတဲ့မဟာခရီးရှည်ကို6လကြာနှင်လာရတာဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီစစ်ကူရေးတက်တင်မောအုပ်စုကြီးရောက်မလာသေးခင်1905ခုနှစ်ဇန်နဝါရီလ2ရက်နေ့မှာပဲစစ်သား9000နဲ့အမြောက်906လက်ရှိတဲ့ပိုအာသာဟာဂျပန်တပ်တွေရဲ့9လကြာဝန်းရံတိုက်ခိုက်ခံရပြီးတဲ့နောက်ကြာဆုံးခဲ့ပါတယ်။ဘူဂျုံစတိုးဆဲဥဆောင်တဲ့ရုရှားတပ်ဖွဲ့ဝင်2000ခွဲဟာဘူဂျုံနိုကီဥဆောင်တဲ့ဂျပန်တို့ထံလက်နက်ချအညံ့ခံခဲ့ရပါတယ်။ ရုရှားဂျပန်စစ်ပွဲမှာနောက်ဆုံးနဲ့အပြင်းထန်ဆုံးဖြစ်ပွားခဲ့တဲ့မြေပြင်တိုက်ပွဲကတော့တစ်ဖက်ကိုအင်အား3သိန်းစီလောက်နဲ့ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့မုတ်တင်တိုက်ပွဲဖြစ်ပါတယ် ရုရှားစစ်သေးနာပရိကူရိုပက်ကင်ဟာရုရှားတွင်းပိုင်းကတပ်တွေကိုခေါ်ယူပြီးရုရှားရဲ့မန်ချူရီးယားစစ်ဌာနချုပ်ဖြစ်တဲ့မုတ်တင်မှာခံစစ်ပြင်ထားပါတယ်။လီယာယန်နဲ့ရှားဟာတိုက်ပွဲတွေမှာရှုံးနေပြီးတက်ဆုတ်လာခဲ့တဲ့ရုရှားတပ်တွေကိုလည်းမုတ်တင်မှာပြန်လည်အင်အားစုဖွဲ့မှုတွေလုပ်ပြီးခြိတက်လာတဲ့ဂျပန်တပ်တွေကိုရင်ဆိုင်ခဲ့ကြပါတယ်။ပိုအာသာကိုတင်ပြီးတဲ့အတွက်ဂျပန်ဗိုလ်ချုပ်နိုဂီဟာသူစစ်တပ်တွေကို မုတ်တင်စစ်မျက်နှာကိုအားဖြစ်ပေးနိုင်ခဲ့ပါတယ်။ မူဂရင်တိုက်ပွဲဟာရက်ပေါင်း20လောက်သာကြာမြင့်ပေမဲ့အဲ့ဒီအချိန်ထိကဘာပေါ်မှာဖြစ်ပွားခဲ့ဘူးသမျှအပြင်းထန်ဆုံးမြေပြင်တိုက်ပွဲကြီးဖြစ်ပါတယ်တိုက်ပွဲမှာဂျပန်ဘက်ကတနက်ကြီးစံတန်20နဲ့အမြောက်စံ3တိန်းတုံးခဲ့ပြီးရုရှားဘက်ကအဲ့ထက်ပိုတုံးခဲ့မယ်လို့ယူဆရပါတယ်။တိုက်ပွဲမှာဂျပန်ကအနိုင်ရရှိခဲ့ပြီးရုရှားစစ်သား3000လောက်စစ်တုံးပန်းအဖြစ်ဖမ်းခံခဲ့ရပါတယ်။ ရုရှားဘောတရေတပ်အုပ်စုဟာသူတို့မရောက်သေးခင် ပို့အားသာစိတ်ကန်းကြသွားပြီဆိုတာသိလိုက်ရတဲ့အတွက်ပင်လယ်ဝါရဲအရောက်မှာလမ်းကြောင်းပြောင်းပြီးဗလာဒီဘော့စတော့ကိုဥတီလိုက်ပါတယ်ဒါပေမဲ့ပုံရှိုးွယ်ရှိုးနဲ့ချီတက်လာတဲ့ရုရှားရေတပ်အုပ်စုကြီးရဲ့ဒီနေရာကိုဂျပန်တို့ဖော်ထုတ်သိရှိသွားခဲ့ပါတယ်။1905ခုနှစ်ဩဂုတ်လမှာရုရှားဂျပန်စစ်ပွဲမှာအဆုံးဖြတ်ပေးမဲ့ရေကြောင်းတိုက်ပွဲကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ရုရှားရေတပ်ဝင်လာကိုဆူရှိမားရေလက်ကြားမှာဂျင်နရယ်တိုကိုဥဆောင်တဲ့ဂျပန်ရေတပ်ကအသင်းဆောင်နေခဲ့ပါတယ်။အလေးငိုက်မိသွားတဲ့ရုရှားရေတပ်အုပ်စုတစ်ခုလုံးဟာဂျပန်ရေတပ်ရဲ့ခြေမွန်းဖြက်စီးခံခဲ့ရပါတယ်။ရုရှားရေတပ်မှာပစိဖိတ်ရေတပ်အုပ်စုဘော်တရေတပ်အုပ်စုနဲ့ပင်လယ်နဲ့ရေတပ်အုပ်စုဆိုပြီးရေတပ်အုပ်စု၃ခုရှိတဲ့အနက်နှစ်ခုဟာဒီစစ်ပွဲမှာခြေမွန်းခံလိုက်ရပြီးဖြစ်တဲ့အတွက်ရုရှားတို့မှာခြေဆောင်လက်ဆောင်အဖြစ်ပင်လယ်နဲ့ရေတပ်တစ်ခုသာကျန်ပါတော့တယ်။ နန်းချက်နဲ့နန်းထွက်မကိုက်ပဲတိုက်ပွဲတိုင်းလိုလိုမှာရှုံးနေပြီးအဆက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရတဲ့ရုရှားဟာဆက်ပြီးမန်မထောင်ရဲတော့ပဲဂျပန်အလိုကျစစ်ပြေငင်းရေးကိုလက်ခံခဲ့ရပါတော့တယ်1955ခုနှစ်စက်တင်ဘာလမှာအမေရိကန်သမ္မတတီအိုဒိုရူးဇာဘဲရဲ့ဂျားဝင်ဆေးဆက်ပေးမှုနဲ့ပို့စမော့စာချုပ်ချုပ်ပြီးနှစ်နိုင်ငံစစ်ပြေငင်းလိုက်ပါတယ် စစ်ပွဲပြီးမှာတော့ပို့အားသာစိတ်ကန်းတည်ရှိရာလီယာတွင်ကျွန်းဆွယ်ကိုရုရှားတို့အပြီးပိုင်လက်လွတ်ခဲ့ရပါတယ်။မန်ချူရီးယားတောင်ပိုင်းမြေထားလန်းနဲ့စာခါလင်ကျွန်းတောင်ဖက်ချမ်းကိုဂျပန်တို့တရဝင်းထိန်းချုပ်ခွင့်ရရှိခဲ့ပါတယ်။ဒါအပြင်ကိုရီးယားကျွန်းဆွယ်မှာဂျပန်တို့သဘောကျဆိုးမိုးချက်လဲခွင့်ကိုရုရှားတို့အတိအမှတ်ပြုပေးခဲ့ရပါတယ်။ဂျပန်ဟာခေတ်သစ်သမိုင်းမှာအနောက်အင်အားကြီးနိုင်ငံတစ်ခုကိုအနိုင်ယူလိုက်တဲ့ပထမဆုံးသောအာရှနိုင်ငံဖြစ်လာခဲ့ပါတယ်။